မင်္ဂလာပါရှင် ်ခေတ္တ Television Channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ရီကန်တိုက်ပွဲမှာစစ်ကောင်စီရဲ့အသေးကန် drone နှစင်းကိုအေအေပစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။မကွေးတိုင်းငဖဲမြို့အပိုင်းအမ်ပရန်လမ်းပေါ်ကနိုင်ရီကန်လီချောင်းကာကွယ်ရေးပြူဟာစခန်းတိုက်ပွဲကိုပြစ်ကူပို့လာတဲ့စစ်ကောင်စီရဲ့အသေးကန် drone နှစင်းကိုအာရကတပ်တော်အေအေကပစ်ချနိုင်ခဲ့တယ်လို့သိရပါရတယ်။မနေ့ကမလ25ရက်မှာအေအေကပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့အန်တီ သခံစီရေးတရင်ရင်းမြစ်တယောက်ကတရင်ဌာနသို့ပြောပါရယ်။နေရီကံပြူဟာစကားကိုအသေးကံဒရုန်းတွေရောစက်တက်လီရင်ရောရဟတ်ရင်တွေရောဘုံကျဲတိုက်ခိုက်မှုတွေအများအမ်းရှိတယ်။မနေ့ကတော့အသေးကံဒရုန်းနှစင်းကိုအေအေကပြစ်တာထိသွားလို့ပြက်ကျသွားတယ်လို့ပြောပါရယ်။ဒါအပြင်နေရီကံတိုက်ပွဲသူစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတွေစီကဒရုန်းနဲ့လက်နက်ခဲယံတချို့ကိုအေအေကတိုက်ခိုက်သိမ်းဆီးရမိထားတယ်လို့မြေပြင်စစ်ရေးအခြေအနေကိုသိရှိသူတော်လန်ရေးတပ်ဖွဲ့နဲ့နှီးစက်တဲ့အမျိုးသားတယောက်ကတရင်ဌာနသို့ပြောပါ body ဆက်လက်ပြီးမင်းအောင်လိုင်းသားအောင်ပြေဆုံးပိုင်း Capital ACE ကုမ္ပဏီကစစ်တပ်၏ဥပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍တာယာများထုတ်လုပ်ဖြန့်ဖြူးရောင်းချစစ်တပ်ထုတ်ကုန်မှမတိစေရန်ဂျောကာတာယာဟုအမည်ပြောင်းထုတ်လုပ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းသားအောင်ပြေဆုံးပိုင်ဆိုင်သော Capital ACE ကုမ္ပဏီကစစ်တပ်လက်အောက်ခံမြမစည်းဝါရေးဥပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍တာယာများထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းတနင်္လာနေ့ဆက်သွယ်နေသောစည်းဝါရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်။ 2024ခုနှစ်စက်တင်ဘာလမှစတင်ပြီးစစ်တပ်လက်အောက်ခံဥပိုင်ကုမ္ပဏီနဲ့မဲအောင်လိုင်းသားပိုင်ဆိုင်သော Capital ACE ကုမ္ပဏီတို့အကြားကုန်ကြမ်းပေးကုန်ကြောယူစနစ်ဖြင့်အကျိုးတူပူးပေါင်းတာယာများထုတ်လုပ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်တပ်လက်အောက်ခံမြမစည်းဝါးရေးဥပိုင်ကထုတ်လုပ်နေသောတာယာများထုတ်လုပ်ဖြန့်ချီကွင်းကိုမဲအောင်လိုင်းဤသားဖြစ်သူအောင်ပြေဆောင်ကတဦးတည်းကိုယ်စားလှယ်အဖြစ်ရရှိထားကြောင်းအောင်ပြေဆောင်က CRV Motorcycle Part ကုမ္ပဏီကွဲကိုလည်းထူထောင်၍မန္တလေးမြို့မြို့ပတ်လန်မန္တလေးပြည်ဦးလွင်လန်အချ ခြေစိုက်ကတာယာဖြန့်ဖြူးရေးလုပ်ငန်းများကိုလည်းလှုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်။ CRV Motor Cycle Park Company သည်အောင်ပြေဆုံးစီးပွားရေးလူယုံမောင်မောင်နိုင်ကဦးစီးလုပ်ကိုင်နေခြင်းဖြစ်ပြီး Capital ACE Group အခွဲကုမ္ပဏီဖြစ်ကြောင်းသိရှိရပါတယ်။ ထို့ပြင်စစ်ကောင်စီလက်အောက်ခံဥပိုင်ကုမ္ပဏီ၏တာယာဆက်ယုံက3 star ဒစိုက်ကားတာယာနှင့်ဆိုင်ကယ်တာယာများကိုထုတ်လုပ်ဖြန့်ရှိလျက်ရှိပြီးယခုအခါတွင်ဂျော့ကာအမတ်ဒစိုက်ကိုပြောင်းလဲကတာယာများကိုထုတ်လုပ်နေကြောင်းသိရပါတယ်။အလားတူအောင်ပြည်စုံ၏အဓိကရှယ်ယာများပါဝင်နေသောရီအောင်မြန်မာကုမ္ပဏီကနာမည်ကျော်ဂျပန်ယိုကိုဟာမာကားတာယာဥရောပ၏နာမည်ကျော်တာယာဖြစ်သောဒမ်လုံးနှင့်ပြင်သစ် တိုတဲကုမ္ပဏီပိုင် ELF EngineYC တင်သွင်းဖြန့်ဖြူးမှုများကိုလှုံ့ဆော်လျက်ရှိကြောင်းမြန်မာနိုင်ငံ၏ကားတာယာဇီကွက်နှင့် EngineYC ဇီကွက်ကိုမောင်မောင်နိုင်နှင့်အောင်ပြေဆောင်တို့၏ကုမ္ပဏီဖြစ်သောရီအောင်မြန်မာကလော်ဝက်ကြီးအုပ်ချေလည်နေကြောင်းသိရပါသည်အောင်ပြေဆုံးကဖုံးမြက်ပြေဆုံး Sky One မြန်မာစစ်သူကြီးမင်းတရာကြီး Winnie Sky True God အောင်မြင့်မုံမင်း Insurance Company My Dad Telecom Share Ya Shin Azura Beach Resort ANM မဟာကုမ္ပဏီလီမိတက်ငိမ့်ချမ်းပြေဆုံး manufacturing Trading Company Limited စသည့်ကုမ္ပဏီများစွာကိုနာမည်မျိုးစုံဖြင့်လောက်ကိုင်းနေသူဖြစ်ကြောင်းစစ်တပ်နှင့်အရက်ဖက်ဝန်ကြီးဌာနများ၏စောက်လုပ်ရေးတင်တာလန်ဒရာတိစောက်ရေးတင်တာများ EV ကားနှင့်ဆိုလာပြားများတင်သွင်းခြင်းအပါအဝင်မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းအသေးအလက်အကြီးမျိုးစုံကိုအောင်ပြေဆုံးကလောက်ကိုင်းလျက်ရှိကြောင်းစစ်တပ်နှင့်ဆက်နွယ်နေသောသတင်းရင်းမြစ်များကဆိုပါတယ်ဆက်လက်ပြီးကြောက်တရားမှာစစ်တပ်စခန်းကို KNL PDF ပူးပေါင်းတပ်များတိုက်ခိုက်တဲ့ဆိုတဲ့သတင်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးပြီးလက်နက်ခဲ ရန်အချို့သိသိရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဘကူတိုင်းကြောက်တကားမြို့နယ်စင်အိုးလဟာကြီးရွာမှာစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်ပြီးတိုက်ပွဲ၌စစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးပြီး15ဦးခန့်ဒဏ်ရာများရကလက်နက်ခဲယမ်းများနဲ့စစ်သုံးဖြစ်စည်းများသိသိရရှိခဲ့ကြောင်းတောင်ပိုင်းတိုင်းစစ်ဒေသအမတ်နှင့်စစ်ဒေသခွဲကသတင်းထုတ်ပြန်ထားပါရဲ့။စစ်ကောင်စီကအခိုင်အမာတပ်ဆွဲထားသည့်အဆိုပါစခန်းကိုဘျူဟာ25တိုင်းစစ်ဌာနဘကူစစ်စင်ရေးနယ်မြေနှင့်အမတ်3800နှစ်တရင် င် Spring Wari Colon အထူးကွန်မန်ဒိုတပ်ရင်အမှတ်1805 Drone အထူးတပ်ဖွဲ့နဲ့ KNL တပ်ရင်းကိုတို့ကပူးပေါင်းပြီးမလ25ရက်နေ့နနက်နနာရီ23မိနစ်အချိန်တွင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ကြောက်တကားတိုက်ပွဲကပြင်းပြင်းထန်ထန်ကိုဖြစ်တာပါ။စစ်ရေးအချက်လက်တွေကတော့သက်ဆိုင်ရာတပ်ရင်းတွေကပဲထုတ်ပြန်ပါတယ်။ဒေသခံလူထုအနေနဲ့ကတော့စစ်ရေးသတိကိုပို့ပြီးအာရုံစိုက်ဖို့လိုပါတယ်ဟုကြောက်တကားမျိုးမှာကာကွယ်ရေးရဲဘော်တို့ကပြောပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေကြောင်းမှလာရောက်ဘုံကျဲ က်ခဲ့တယ်လို့လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်းသတင်းရရှိပါရယ်။ကွင်းချောင်းဝါနယ်ပိန်းစလုံးမြို့အခြေဆိုင်ခလာယာ264မှာဟောင်ဝစ်စာများ120မမ80မမများအပြင်မစ်ဆိုင်ဒုံးများပစ်ခတ်ပြီးအပြင်းထန်ခုခံခဲ့သည်ဟုပါဝင်တိုက်ခိုက်ခဲ့သော Spring Wari Kulan ကသတင်းထုတ်ပြန်ထားပါရယ်။ရန်သူစစ်ကောင်စီတပ်ဟာဟောင်ဝစ်စာများမစ်ဆိုင်များအုံပြုပြီးခုခံခဲ့ကြပေမယ့်ကျွန်တော်တို့ဗျူဟာ25တပ်ရင်းများနဲ့ KNU KNLA ရင်းကိုတက်တို့ဟာအသာစီးရယူထားနိုင်တာကြောင့်စစ်ကောင်စီရန်သူတက်ဟာဂျက်ဖိုက်တာပါအသုံးပြုပြီးခုခံခဲ့ရပါတယ်တိုက်ပွဲကြာမြင့်ချိန်၄နာရီကျော်အတွင်းစစ်ကောင်စီတက်သားအလောင်းစုစုပေါင်း၁၂လောင်းမျက်မြင်နဲ့ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပါတယ်ဟု Spring Warri ကုလန်ကထုတ်ပြန်ထားပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတက်ဖွဲ့ဝင်၁၂ဦးသေဆုံးခဲ့ပြီး၅ဦးခန့်ထိခိုက်ဒဏ်ရာများရရှိက G3 တလက်လက်နက်ငယ်ကြီးများနဲ့စစ်သုံးပစ္စည်းများကိုတင်းစီးရရှိခဲ့တယ်ဟုတောင် ိုင်းတိုင်းစစ်ဒေသအမှတ်နှင့်စစ်ဒေသခွဲကထုတ်ပြန်ထားပါတယ်။မလား26ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့တော့လဲစစ်ကောင်စီကဒရုန်းပြန်တပ်မှုနှင့်လေယာဉ်ပြန်တပ်မှုများရှိနေသည်ဟုဒေသခံတအူးကပြောပါတယ်။ ဆက်လက်ပြီးဖားကတ်နေ၌ KIA ပူပေါင်းတက်နေစစ်ကောင်စီပူပေါင်းတက်တိုက်ပွဲဆက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းနဲ့ဗမော်မျိုးအပိသက်သိန်းနိုင်ကြီးကျိုးပန်းနေကြောင်း KIA ထက်မှန်အသိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်လဝါကျေးရွာအနီး၌စစ်ကောင်စီပြည်သူစစ်ပူပေါင်းတက်နေကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတက်အကြားမလ25ရက်အထိတိုက်ပွဲဆက်လက်ပြင်းထန်နေစေဟု KIA သတင်းပြန်ကြားရေးဌာနကအသိပေးထားပါတယ်။စစ်ကောင်စီလက်အောက်ခံမင်းစီတပ်ပြည်သူစစ်က တနိုင်းလီရိုလမ်းမိုက်ရှိလဝါကြီးရွာအတွင်ထိုးစစ်ဆင်လာ၍တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီ၏မယံကထောင်ဂိတ်ရှိစစ်ကောင်စီတပ်ကားမိုင်းပြူဟာရှိစစ်ကောင်စီတပ်ကအင်အားတိုးချဲ့နေကြောင်းအသိပေးပါသည် စစ်ကောင်စီတပ်သည်လွန်ခဲ့သည့်၃ရက်ခန့်ကစ၍မယံကထောင်ဂိတ်ကိုပိတ်ပြီးစီရေးလှုပ်ရှားလာတဲ့ကဲသို့မင်းစေတပ်ပြည်သူစစ်ကထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းအသိပေးထားပါရယ်။တိုက်ပွဲကြောင့်လဝါကြီးရွာနှင့်အနီးရှိပြည်သူများဘေးလွရာတိမ်းရှောင်နေကြရတယ်ဟုဆိုပါရယ်။စစ်ကောင်စီတပ်သည်ဖားကတ်မြို့နယ်တနိုင်းလီတို့လမ်းတက်လျှောက်ပူရာအိုစွန်ပရာဘွန်လမ်းပိုင်းဝိုင်းမော်လမြန်ဒေသဘက်တွင်စီရေးလှုပ်ရှားနေပြီး KIA ပူးပေါင်းတပ်ကလည်းဗန်မော်မြို့ကိုအပီးအစီသိမ်းပိုက်နိုင်ဆက်လက်ကြိုးပမ်းနေကြောင်း KIA သတင်းပြန်ကြားရေး ဌာနကပြောပါရယ်ကချင်စစ်ရေးတရင်ရင်မြစ်ကလည်းဗမော်မျိုးတွင်မလ23ရက်နေ့24ရက်များကတိုက်ပွဲပြင်းထန်ခဲ့ကြောင်းပြောပါရယ်တက္ကသိုလ်ကျောင်းဝင်းအထက်က စခါတွေလှုပ်ရှားလာလို့တိုက်ပွဲပြင်းထန်နေမနေ့ကညင်းနေဟုကချင်စည်ရေးတရင်ရင်မြက်ကပြောပါတယ်ဗမော်မျိုးသိန်းစစ်စင်ရေးကို KIA ပူပေါင်းတက်က2024ဒီဇင်ဘာ4ရက်ကစတင်ခဲ့ရာတိုက်ပွဲ9လနီးပါးအတွင်းစစ်ကောင်စီအမြောက်တပ်တင်ကာတပ်တန်ချက်ကတပ်ခြေလျင်တပ်လေရင်ကွင်းအပါဝင်ရေးပါသည့်နေရာများစွာသိမ်းပိုက်ထားပြီးအမတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်ကိုအပြီးသက်သိမ်းပိုက်နိုင်ရေးမလအတွင်းစစ်ရှိန်မြင့်ထိုးစစ်စင်ခဲ့ရာကာကင်းစကန်အများစုသိမ်းရထားတဲ့ ်ဟုသတင်းရင်းမြစ်တချို့ကပြောပါတယ်။ KIA နဲ့စစ်ကောင်စီတပ်တို့သည်ဝိုင်းမော်မြို့နယ်လက်မြန်ဒေသတွင်လည်းမလ22ရက်ကစ၍တိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။လက်မြန်ဒေသကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာ၍တိုက်ပွဲဖြစ်ပွားလျက်ရှိပြီးစီရေးအခြေအနေများဆက်လက်ဆုံးဆန်းနေဆဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကကချင်ပြည်နယ်နေရာအနှံ့စီရေးလှုပ်ရှားမှုများခက်စိတ်စိတ်ပြုလာနေသည်ဟု KIA ကအတည်ပြုထားပါတယ်။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။